ဒီနေ့အာလုံသောတရားချစ်ခင်သူတော်စင်ပြိဿအပေါင်းသူတော်ကောင်းတို့အားလူသားနဲ့ခုသားဘဝမှာ တရားရသူဆိုတဲ့ခေါင်းစဉ်လေးနဲ့ဟောပြောပြတာသင်ကြားပေးမှာဖြစ်ပါတယ်လူသားဘဝရလာသူတိုင်းဟာဝမ်းရည်အတွက်ယုံကံနေကြရပါတယ်အဲ့ဒီဝမ်းရည်အတွက်ရှာဖွေကြရမှာမမမကန်လောက်ကန်စားတော့ခြင်း မိစ္ဆာဇီဝနဲ့မှန်မှန်ကန်ကန်လောက်ကင်စားတော့ခြင်းတမ္မာအာဇီဝဆိုပြီးနှစ်မျိုးရှိပါတယ်မိစ္ဆာဇီဝမမမကန်လောက်ကင်စားတော့မှုဆိုတာသူတစ်ပါးဒုက္ခရောက်မှကိုချမ်းသာတဲ့အလုံမျိုးတွေပါသူတစ်ပါးမျက်ရည်ပေါက်ကြီးငယ်ကြမှ ကိုစားတော့ရတဲ့ဘဝမျိုးတွေပါအဲ့ဒီလိုမကောင်းတဲ့အတ္တမွေးမှု အမျိုးမျိုးတွေထဲမှာ ကိုမပိုင်းတဲ့သူတော်ဘာပစ္စည်းဥစ္စာများကို ခိုးတာလူတာအနိုင်ကျင့်ယူတာလူသက်ပြီယူတာဟာလဲတခုအပါဝင်ပါခိုးယူခြင်းနဲ့ပတ်သက်လို့ခိုးခြင်း၅မျိုးရှိကြောင်းဘုရားရှင်ရဲ့ဝိနည်းတရားတော်များမှာ ဖော်ပြထားပါတယ်ဘာတွေလဲဆိုရင်နံပါတ်1ပုံရှူွယ်ရှူမသိအောင်ခိုးတာနံပါတ်2 အနိုင်ထက်နှိမ့်ဆက်ပြီး ခိုးတာနံပါတ်၃ကြိုတင်ကြံစီပြီးခိုးတာနံပါတ်၄တခုခုနဲ့ဖုံးကွယ်ပြီးခိုးတာနံပါတ်၅ကပီးနံမဲမဲပြောင်းပြီးခိုးတာတို့ဖြစ်ပါတယ်အဲ့ဒီ၅မျိုးတဲကဘယ်လိုပဲခိုးကိုခိုးတာပါပဲသူတစ်ပါးပစ္စည်းဥစ္စာကို ခိုးယူစားတော့ရတဲ့ဘဝအမြဲတမ်းအန္တရာယ်ရှိပါတယ် ခိုးယူတဲ့အခါပိုင်ရှင်က ဖြစ်ဖြစ်တာဝန်ရှိသူက ဖြစ်ဖြစ်ဖမ်းမိသွားရင်လဲတပ်ပြစ်တာကိုလဲခံရနိုင်တယ်အချုပ်အနောင်ရင်လဲခံရနိုင်တယ်ဖမ်းဆီးမိပြီးကျွန်တော်တခိုးဖြစ်ပါတယ်ကျွန်တော်ဗာပစ္စည်းခိုးတဲ့သူဖြစ်ပါတယ်စသဖြင့်မြို့ရဲရွာရဲလှဲ့လေអော်ခိုင်းတာစတာတွေလဲကြုံရတတ်ပါတယ်ဘာပဲပြောပြော ခိုးပြီးအသက်မွေးရတဲ့ဘဝဟာအလွန်ဆိုးပါတယ်ခိုးရာကို လူမမိလို့ပစ္စည်းဥစ္စာရလာအောင်တော့ထိတ်ထိတ်ပြပြကြောက်ကြောက်လန့်လန့်နဲ့သုံးဆွဲရတဲ့ဘဝပါခိုးသူများနဲ့ပတ်သက်လို့ဗုဒ္ဓစာပေမှာခိုးသူကြီးအမြန်ပျက်စီးဒုက္ခရောက်ကြောင်းတရားရှစ်ပါးဆိုတာကိုစောရတော့မှဖျားဟောထားတာရှိပါတယ်ရှစ်ပါးကတော့ နံပါတ်1မရိုက်နှက်တဲ့သူကိုရိုက်နှက်ခြင်းနံပါတ်2ပစ္စည်းဥစ္စာကို အကုန်ယူခြင်းနံပါတ်3မိမကိုတတ်ခြင်းနံပါတ်4မိမပြူကိုမဒိန်ကျင့်ဖြစ်စည်းခြင်းနံပါတ်5ရှင်ယဟန်ထံမှလူရက်ခြင်းနံပါတ်6မင်းဗန္နာတိုက်ကိုလူရက်ခြင်းနံပါတ်9အလွန်နီးတဲ့အရက်မှာ ဖိုးခြင်းနံပါတ်၈တူမီသိမ့်စိမှုမကျွမ်းကျင်ခြင်းတို့ဖြစ်ပါတယ်သူတော်ဘာပစ္စည်းဥစ္စာခိုးတာမှန်ပေမဲ့မလုံတဲ့နဲ့လုံရမျိုးတွေလွန်ကျူးရင်အဲ့ဒီခိုးသူဟာဉာဏ်ဉာဏ်ဒုက္ခရောက်တတ်ကြောင်းကိုဘုရားရှင်ကတရိပ်ပေးထားတာပါဓမ္မပရခါနုကွန်တညထေရဝတ္ထုမှာပါတဲ့ခိုးသား900တို့ကတော့ ခိုးသူတွေဖြစ်ပေမဲ့ကြီးညိုစရာကောင်းတဲ့အရှင်ကွန်းတညာမထေရနဲ့တွေ့ကယဟန္တာ ဖြစ်ကုန်ကြပါတယ်။အဲ့ဒီဝတ္ထုမှာအရှင်ကွန်းတညာဟာဘုရားရှင်ထမ်းမှတရားအထုတ်နေသင်ယူပြီးတောထဲမှာတရားအထုတ်ရာယဟန္တာဖြစ်သွားပါတယ်။ဘုရားရှင်ထံပြန်သွားကရှောက်ထားမယ်ဆိုပြီး ခရီးထွက်ခဲ့ပါတယ်မထေရခရီးပင်မန်းလို့လမ်းမှာနာဥမဲ့ဆိုပြီး ကြောက်ဖြာထက်မှာထိုင်ပြီးဇံဝင်စားကညပိုင်းမှာတရင်သုံးနေပါတယ်အဲ့ဒီအချိန်မှာရွာတရွာကနေလူရက်ခိုးဝက်လာကြတဲ့ခိုးသား900တို့ဟာခိုးလာတဲ့အထုပ်အပိုးများကို ယူဆောင်လာကြပြီးမထေတရင်သုံးနေတဲ့ကြောက်ဖြာမှာပဲ ဇံဝင်စားက မတုံမလုတ်ငိမ့်နေတဲ့မထေကို မထေလို့မထင်တင့်ငုတ်လို့ထင်ပြီးပါလာတဲ့အထုပ်ပိုးများကို မထေရဲ့ဥကောင်းမှာချိတ်သူကချိတ်အနားမှာမိထားသူကမိထားနဲ့ညအိတ်ကြပါတယ်ခိုးသားများဟာနန္ဒလင်းတဲ့အချိန်ကို့အထုပ်ပိုးများကိုစီယူကြတဲ့အခါမထေကိုတွေ့မြင်ပြီး လူမဟုတ်ဘူးဘလူးထင်ကထွက်ပြေးကြပါတယ်မထေကတကားတို့မကြောက်ကြနဲ့ငါဟာယဟန်ဖြစ်တယ်လို့မိန်ကြပါတယ်အဲ့ဒီအချိန်မှာခိုးသားများကတပည့်တော်များတင့်ငုတ်ထင်ပြီးပြုမိပါတယ်ဖရာလို့မထေကိုတောင်းပန်ပြီးခိုးသားကောင်းဆောင်ကသူကတော့မထေထံမှာပဲယဟန်ပြုတော်မယ်အကြောင်းပြောလိုက်ရာ ကြံတဲ့အာလုံးတို့ကလည်းသူတို့လည်းယဟန်ပြုတ်မဲ့အကြောင်းပြောကြပါတယ်မထေကသူတို့ကိုယဟန်ပြုတ်ပေးပြီးတဲ့နောက်မထေကိုခာနုကွန်တင်ညာလို့ခေါ်လာပါတော့တယ်ခာနုဆိုတာမြန်မာလိုတင့်ငုတ်လို့အဓိပ္ပာယ်ရပါတယ်နောက်ပိုင်းယဟန်900နဲ့အတူဖျားရှင်ထံပေါက်ရောက်ရှိပြီးပညာမဲ့လုံရက်နဲ့အနှစ်တရာ အသက်ရှင်ရခြင်းထက်ပညာနဲ့တရက်တာမြအသက်ရှင်ရခြင်းကပိုမြတ်တယ်လို့သူတို့ကိုဖះရှင်ကတရားဟောတော်မူပါတယ်ဖះရှင်ရဲ့တရားတော်ကို နာကြားပြီးတဲ့နောက်တရားအာထုတ်ကြရာခိုးသား900လို့ဟာယဟန္တာဖြစ်သွားကြပါတယ်ဒါကြောင့်တရားချစ်ခင်သူတော်စင်ပြိတ္တအပေါင်းတို့ဟာလေပုထုဇဉ်တွေဆိုတာတမျိုးမဟုတ် တမျိုးသော အပြစ်တွေကတော့ရှိကြမှာပါဒါပေမဲ့ငါမှာအပြစ်တွေရှိတယ်ဆိုပြီးဘာသာရေးမလုပ်ပဲဒီအတိုင်းမနေပဲပညာတရားလက်ကင်ထားကဘာသာရေးလုပ်ခွင့်နဲ့ကြုံဆုံလာရင်တက်စွမ်းသမျှဘာသာရေးအလုပ်လုံဆောင်သင့်တယ်လို့နားလေကြဖို့ပါပဲမိတ်ဆွေတို့ဒီတရားလေးနာကြပြီးကကြည် ဘယ်လိုအလုံမျိုးတွေနဲ့လောက်ကင်စားတော့ပါသလဲခခွေပညာနဲ့ဥစည်းကဘာသာရေးအလုံရောလုတ်ဖြစ်ပါရဲ့လားကငယ်ဘာသာရေးကပေးတဲ့အေးဓာတ်ကိုရောရရှိပါသလားဖြေးချားကအပြစ်ကင်းတဲ့လုတ်ရများနဲ့ယုံကံလှုပ်ရှားကတန်ဖိုးရှိတဲ့နေရများကို ပိုင်ဆိုင်နိုင်တဲ့သူတော်ကောင်းတွေ 企业家是。